ိုင်းနဲ့ကမ္ဘောဒီးယားကြားငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတိုးတက်မှုရှိခဲ့ကြောင်းထိုင်းကာကွယ်ရေးဝန်ကြီးနက်တာပေါ်နက်ဖာနစ်က ပြောကြားခဲ့ပါတယ်။ရခုသတင်းပတ်အတွင်းထိုင်းနဲ့ကမ္ဘောဒီးယားကြားဆွေးနွေးမှုများပြုလုပ်ခဲ့ရမှာဒိဗေပြေးဝါးတွေတိုးတက်မှုရှိခဲ့ကြောင်းနက်တာပေါ်ကနိုင်ငံခြားဖြစ်နေဝယ်ရှိတဲ့ကျယ်ပြန့်နေအပြည့်ခက်ရေးစေးသဘောတူညီမှု လက်မှတ်မရေးထိုးမီပြောကြားခဲ့ပါတယ်။ယခုလတွင်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာပြုလုပ်မည့်အာဆီယံစည်းဝေးမှာ ထိုင်းနယ်ကမ္ဘောဒီးယားကြားတည်ထက်တွေ့ဆုံပြီးအပြည့်ခက်ရေးဆွေးရေးသဘောတူညီချက်လက်မှတ်ရေးထိုးမှုကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမျက်မြင်ဖြင့်တယောက်ဖွယ်ရှိကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးက ပေးခဲ့တဲ့သတင်းပတ်တွင်ပြောကြားခဲ့ပါတယ်။ စလန်လာအတွင်းကထိုင်းနယ်ကမ္ဘောဒီးယားကြားနေဆက်ဒေသမှာငါးရက်ကြာပြန်လည်ပြစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်ရန်လိုမှုများကိုအဆုံးသတ်ရန်အတွက်သဘောတူညီချက်ရဲ့အသေးစိတ်ချက်လက်များကိုဆွေးနွေးရန်စီဝေးများပြုလုပ်ခဲ့ပါသည်။ထိုင်းနယ်ကမ္ဘောဒီးယားကြားဖြစ်ပွားခဲ့တဲ့ပြစ်ခတ်တိုက်ခိုက်မှုများကြောင့်နှစ်ဖက်စလုံးမှာလူစုစုပေါင်း58ဦးသေဆုံးခဲ့ပြီးလူပေါင်းထောင်ချီအိုးအိမ်များကိုယာယီဆုတ်ခွာထွက်ပြေးခဲ့ရပါသည်။အဲဒီနောက်မလေးရှားနဲ့အမေရိကန်တို့ရဲ့ဂျာဝင်စစ်ဆင်မှုနဲ့ စရိုင်းလာ28ရက်နေ့မှာကနဝုအဆင့်အပြည့်ခက်ရဲစေးသဘောတူညီမှုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။လက်ရှိမှာ နေဆက်ရဲ့နေရာလေးခုမှာနှစ်နိုင်ငံကြားသဘောတူညီမှုရရှိထားကြောင်းအမေရိကန်နဲ့မလေးရှားနိုင်ငံမှလေးလာဆောင်ကြည့်သူများပါဝင်ခဲ့တဲ့ထိုင်းကမ္ဘောဒီးယားစီဝေးပွဲများအနက်အစီအွေတစ်ခုအပြီးမှာကွာလာလမ်ပူးမြို့မှာ ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာနက်တာဘွန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီဘောဒီချက်များတွင်နေဆက်ဒေသများမှလက်နက်ကြီးများပြက်လဲရုပ်သိမ်းရင်းမြေမြုံမိုင်းများကိုပူတွဲရှင်းလင်းရေး ကြားဖြတ်လုပ်ငန်းများကိုနိုင်နေရေးတို့ပါဝင်ကြောင်း၎င်းကဆိုပါသည်အခြားသဘောတူညီချက်တစ်ခုမှာထိုင်းနိုင်ငံရဲ့ SAKEO ပြည်နယ်နဲ့ကမ္ဘောဒီးယားရဲ့ဘန်တီမန်ချင်းပြည်နယ်ကြားနေဆက်ဒေသကိုပူတလိလမှုများပြုလုပ်ရန်ချက်လဲပါဝင်တယ်လို့ဆိုပါသည်အဲ့ဒီနေရာမှာပြီးခဲ့တဲ့လကကမ္ဘောဒီးယားဆန္ဒပြသူများနဲ့ထိုင်းရဲတပ်ဖွဲ့များကြားခိုက်ရန်ဖြစ်ပွားခဲ့ပါသည်တရနိုင်ငံကနနမိတ်ငင်းပွားမှုများရှိတဲ့ဒေသများမှာနေဆက်စည်းရိုးများတိစောက်သွားမယ်လို့လည်းနေတာဘုံကပြောကြားခဲ့ပါတယ်။ တစ်ဖက်နဲ့တစ်ဖက်ရဲလိုမှုတွေကိုအဆုံးသတ်ပြီးလို့ကျွန်တော်တို့မြူစာခင်မှာကျွန်တော်ရင်ပြောခဲ့တဲ့နေရာတွေအားလုံးမှာတုတ်တက်မှုတွေရှိတာကိုကျွန်တော်တို့မြင်တွေ့ကြပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားလက်ထောက်ဝန်ကြီးချုပ်နဲ့ကကွေဝန်ကြီးတေးဆိုင်ဟာကမှသဘောတူညီချက်အားလုံးဟာနှစ်နိုင်ငံကြားငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးမှုကိုဖြစ်စေလိမ့်မယ်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။